မင်္ဂလာပါရှင်ကျမတို့ရဲ့ခေတ်သစ် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှတင်ဆက်ပေးသွားမှာကတော့တနိုင်ငံလုံးမှာရတနာတုတ်ကို6ရက်တိတိ6ချိန်ရွတ်ဖက်ရန်အတွက်စက္ကစီကအရေးပေါ်ညွှန်ကြားလိုက်တဲ့ဆွဲတဲ့တင်ပဲဖြစ်ပါတယ်တနိုင်ငံလုံးမြို့နယ်တိုင်းရှိဌာနဆိုင်ရာယုံရက်ကွက်နဲ့ကြေးရွာအလုံးမှာရနာတုတ်ကို6ရက်တိတိ6ချိန်ရွတ်ဖက်ကြရန်စကောက်စီကရမန်နီညနေပိုင်းမှာအရေးပေါ်ညွှန်ကြားလာကြောင်းမြို့နယ်ထွေအုပ်ဖွဲ့ဝင်များကပြောပြခဲ့ပါတယ်။ ဧပြီလ10ရက်နေ့မှစတင်ပြီးဧပြီလ16ရက်နေ့အထိနေ့စဉ်ည9:00နာရီအချိန်တိုင်းတိုင်းနိုင်ငံလုံးရှိစစ်ကောင်စီလက်အောက်ခံဝင်ကြီးဌာနရုံးများရဲကွက်နှင့်ကြေးရွာအုပ်ချုပ်ရုံးများတာနာရောဆိုင်ရာဓမ္မရုံးဖုံးတော်ကြီးကျောင်းများဆွမ်းလာသည်များနှင့်ပြည်သူများ၏နေအများတွင်ပါရန်သာတုတ်ကိုရွတ်ဖက်ပူဇော်အားမှာဖြစ်ကြောင်းလက်ရှိဖြစ်ပေါ်နေတဲ့ငလျင်ပေအပြင်လာမယ့်ပြည်ရဲ့နေအများမှာကင်းရှင်းနိုင်ရေးအတွက်ရင်းကဲသောစစ်ကောင်စီရဲ့ပြည်ထောင်ဝင်ကြီးဌာနကတိုင်းနိုင်ငံလုံးသို့နှုတ်မိတ်ဖြင့်ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရှိရပါသည် ငလင်ဘေးကြီးဖြစ်တဲ့ပြည်သူတွေအလောင်းနဲ့ထောင်ချီပြောသေးဆုံးရတဲ့အပုံနဲ့တွေဖြစ်တဲ့ဓာကဝေတာလီမာကက်ဘေးဆိုင်တော့အဖျားရှင်ကိုရိုင်းယရနာတော့ပရိပဋ္ဌာန်းနေရွပြီးကာကွယ်ခဲ့ရတာအခုလဲဒီလိုယရနာတော့ရွဖက်ပူစောတာကအကောင်းတဲ့လက္ခဏာဖြစ်ပါတယ်ကျုံစဲကျုံရလက်တန့်သောဘေးတွေကအကင်းဝေးစီမှာပါဦးစင်းတို့စီမှာတော့မြို့နယ်ထွေအုပ်ရဲ့ညွန်ကြားချက်နဲ့မြို့နယ်တန်ခါးနာရကအဖွဲ့ပူပေါင်းပြီးကျောင်းတိုက်တွေအလဲကြညာတိုင်းမင်းညာကစာရွနေပြီးတနိုင်ငံလုံးရွကြတာလို့စံချောင်းမြို့နယ်မြို့နယ်တန်ခါးနာရကအဖွဲ့ဝင်ဆရာတော်တပါးကအမိန့်ကြားလိုက်ပါတယ် ။မကွေးတိုင်းမင်းလားမြို့နယ်မှာလည်းမြို့နယ်ထွေဦးရညွန်ကြားချက်အရရမန်နီညာ9နိုင်မှစတင်ပြီးရန်နာတုတ်ကိုမလွန်များတဲ့ပိတ်စီတီတော် ကနကူရီတိုင်းမှာစတင်ရွက်ဖက်နေကဧပြီလ10ရက်နေ့မှဧပြီလ16ရက်နေ့ထိ9ရက်9ချိန်တတရွက်ဖက်သွားမှာဖြစ်ကြောင်းမင်းလာမြို့နယ်မှာနေစဉ်9ရက်အချိန်ဆရာတန်ဃာတော်များကတကူကြီးဖျားစီတီဘိမှန်များမှလကောင်းရက်ခွနဲ့ကြေရအုပ်ချုပ်ရေးဖွဲ့ကများသက်ဆိုင်ရာဓမ္မယုံများနဲ့ရုံများမှလကောင်းဝင်ကြီးဌာနဆိုင်ရာရုံဌာနများကရုံများရှိဖျားခမ်းများမှလကောင်းရန်နာတုတ်ပရိတရားတော်ကိုတပြိုင်နက်ရွက်ဖက်ပူဇော်ကြကြောင်းသိရပါသေးတယ်။ရန်နာတုတ် ရုပ်ဖတ်တာကတနိုင်ငံလုံးညွှန်ကြားတာပါရန်ကုန်တိုင်းမှာလည်းမင်းည9နိုင်ကနေစပြီးရုပ်ဖို့ရက်ွက်ယုံနေချင်းညွှန်ကြားထားတယ်လို့သိရတယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီသတင်းမြစ်ကဆိုပါတယ်တနိုင်ငံလုံးမှာစစ်ကောင်စီကရန်နာတို့ရုပ်ဖတ်ခံရခြင်းမှာမီးဘေးလေဘေးရှေဘေးနဲ့ငလျင်ဘေးစတဲ့တဘာဘေးရဲ့နေရာများမှာကင်ဝေးစီရန်ဖြစ်ကြောင်းလည်းသိရှိရပါသေးတယ်ရှင်ဆလဘီတင်ဆက်ပေးသွားမယ့်တရင်ကတော့အင်ဂါဘူးနဲ့လေမျက်နှာမျိုးနယ်ရောမှာစစ်တပ်ကလေကြောင်းတိုက်ခိုက်စစ်ကောင်စီကတအပြစ်ရဆဲမှုလိုက်နာကတိုင်းသားများချိုးဖောက်နေတယ်လို့ဇော်မင်းထွန်းကနေ့စဉ်ပြောနေတဲ့ဆွေတရင်ပဲဖြစ်ပါတယ်။ ။အရာဒီတိုင်းအင်ကပူနယ်လေးမျက်နှာမြို့နယ်တွင်တို့ဒီကနေ့မနက်အစောပိုင်းစကောက်စီတက်ကလေးများနဲ့ပုံကျဲတိုက်ခိုက်နေကြောင်းဒေသခံပြည်သူများကပြောပါရယ်။ဧပြီလ9ရက်နေ့မနက် တနာရီချိန်မှာတိုက်လျင်နဲ့ဘုံများနှစ်ကြိမ်တတိုင်ကျဲချသွားကြောင်းအင်ကပူမျိုးနယ်အတွင်းတောအုပ်များတွင်သို့ဘုံများကျဲချသွားခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအင်ကပူမျိုးနယ်အတွင်းမှာစစ်ကောင်စီကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တိုက်ပွဲဖြစ်တာမျိုးမကြားမိပါဘူး။လျင်တွေလာပြီးတော့ခဏကြာတော့ဘုံကျဲချတဲ့နဲ့ပောက်ကွဲတဲ့တွေကြားရတယ်လို့အင်ကပူမျိုးနယ်မှာစီရီတရင်မြေကဆိုပါတယ်။အင်ကပူမျိုးနယ်အတွင်းမှာရခိုင်မြများအတွင်းအေးဥဆောင်တဲ့တော်လိုင်းတပ်များနဲ့စစ်တပ်ကြားတိုက်ပွဲမှုများဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်တပ်လုံခြုံရေးကင်းစခန်းများကိုစလိုက်ဆွန့်ခွာမှုများရှိနေပါတယ်။ ားတွေ့ဒီနေ့မနက်အချိန်မှာအရောက်ဒီတိုင်းလေးမျက်နာမျိုးနဲ့ဝါတော်ကွင်းချေရွာဘက်သို့စစ်ကောင်းစီတက်ကစစ်တပ်လေထီများနဲ့နှစ်ကြိမ်လေးကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါသေးတယ်။ထိုလေကြောင်းတိုက်ခိုက်မှုမှာလေမျက်နှာမျိုးနဲ့ဝါတော်ကွင်းအနောက်ဘက်ရှုံမြောင်များကြားနဲ့အခြားနေရာများသို့ကျရောက်ပတ်ခွဲခဲ့ကြောင်းသိရှိရပါသေးရှင်။အကြမ်းမစစ်ကောင်စီကအပြည့်အကျင်ညာပြီးလေကြောင်းတိုက်ခိုက်မှုများလို့ဆောင်နေတော်လေနေ့စဉ်သတင်းထုတ်ပြန်ရမှာတော့စစ်တကားကအပြည့်အကျင်ညာချက်ကိုလိုက်နာပြီး တိုင်းသားလက်နက်ကိုင်များကချိုးဖောက်နေတယ်လို့စစ်ကောင်စီပြောခွင့်ရဆော်မင်းထွန်းကဆက်လက်ပြောဆိုလိုက်ပါတယ်။ဧပြီလ9ရက်နေ့မှာဆိုရင်လည်း KIA, TNL, AA, KNDF, KMPP နဲ့ PDF တပ်များကစစ်တပ်ရဲ့အပြစ်ခဲရဲစရေးကြီးညာချက်ကိုချိုးဖောက်ကစခန်းများနဲ့စစ်သားများကိုတိုက်ခိုက်ခဲ့ကြောင်းဆော်မင်းထွန်းကအဆိုပါတယ်။ တောင်ခမ်းမရှိရဲလုံချွင်းစကန်ကိုဧပြီလ9ရက်နေ့မနက်09:45မိနစ်ကနေညနေ3:00ခွဲအထိ TNL က drone နဲ့ drone ပုံချပြီးတိုက်ခိုက်ခဲ့တဲ့ KNBB KNDF အဖွဲ့ရင်းနေနေနဲ့လဲ Lycon နဲ့ Bolaken မှာ sniper နဲ့လာပြတ်တာလုံချွင်းစကန်တွေကို drone ပုံချတိုက်ခိုက်တာတွေလုံဆောင်ခဲ့တယ်။အေအေအနေနဲ့ ကြာဖြူရှိတောင်ဘက်မှာရှိတဲ့တက်လုံချုံရင်နေရာတွေကိုမနေ့ညနေ3နာရီနဲ့9နာရီအချိန်မှလာရောက်တိုက်ခိုက်ခဲ့တဲ့ PDF အဖွဲ့များအနေနဲ့ကလေးဝါမြို့နယ်ငယ်စိမ်းနယ်မြေရဲ့စကန်ကိုမနေ့ကနေ့လယ်7နာရီ15ကနေ7နာရီခွဲအထိ drop ဘုံများချပြီးတိုက်ခိုက်ခဲ့တာပါ KIA အနေနဲ့ကတော့အင်းတော်မြို့နယ်မှာလုံချုံယူနေတဲ့တရင်တပ်ဖွဲ့တွေကိုတိုက်ခိုက်ခဲ့ကြောင်းတရားပါတယ် PDF များအနေနဲ့ပကုတ်ကူမြို့အောင်သာကျေးရွာမှာလုံချုံယူနေတဲ့တပ်နဲ့ရဲတပ်ဖွဲ့ကို drone နဲ့စီးနဲ့မနေ့ကမနေ့7နာရီလောက်မှ drop ဘုံချပြီးတိုက်ခိုက်ခဲ့တာပါလို့ဆောင်မင်းထွန်းကပြောဆိုလိုက်ပါတယ် အကြမ်းမစက်ကောင်စီကဧပြီလ၂ရက်နေ့မှဧပြီလ၂၂ရက်နေ့ထိငလျင်ဘေးတင်ဒေသများကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးအတွက်ယာယီပြစ်ခတ်ရဆိုင်ထားမှဖြစ်ကြောင်းကြေညာခဲ့ပေမဲ့လက်တွေ့မှာတော့စစ်ကြောင်းထိုးခြင်းလေကြောင်းတိုက်ခိုက်ခြင်းများကိုစစ်တပ်ကလုံဆောင်နေကြောင်းအန်ယူဂျီပါဝင်တော်လှန်တပ်ဖွဲ့များကသတင်းထုတ်ပြန်